အန်တာတိကတိုက်နယ်အိုက်စ်လန်နိုင်ငံဟာကမ္ဘာပေါ်မှာချင်းမရှိတဲ့ထူးခြားတဲ့နေရာဒေသအဖြစ်သိရှိခဲ့ကြပါတယ်။အခုတော့အဲ့ဒါကပြောင်းလဲသွားပါပြီ။အခုတော့အိုက်စ်လန်နိုင်ငံမှာအင်းဆက်ပူးမောက်တွေကိုပထမဆုံးချိန်တွေ့မြင်ရပြီဖြစ်ပါတယ်။ Safflur fundust i kyrkjene. ဒီချင်းတွေကို e-course မှာတွေ့ရှိခဲ့တာပါ။ဒါကချင်းဖို့ပါ။ပြီးတော့ဒီမှာကအမနှစ်ကောင်ပါ။ Iceland တဘာဝသမိုင်းသိပ္ပံကြောင့်ကကျွမ်းကျင်သူတွေကဒီမျိုးစိတ်ဟာဥရောပမှာအတွေ့များတဲ့မျိုးစိတ်လို့ပြောပါလေ ကိုင်းနိုင်ခြေရှိတဲ့ချင်းမျိုးစိတ်ဖြစ်တဲ့အတွက်စိတ်အနှောက်ရှက်ဖြစ်စရာကောင်းပေမယ့်ယောဂါရင်းတဲဆောင်လာနိုင်ခြေကတော့နေပါတယ်လို့ဆိုပါတယ်။စိတ်မှန်ပညာရှင်တွေကဒီလိုဖြစ်လာနိုင်ခြေကိုအချိန်စောကြီးကတည်းကသတိပေးထားတာတော့ရှိပါတယ်။အိုင်စလန်နိုင်ငံမှာ ရေကန်ရေအိမ်တွေနဲ့စိတ်မြေတွေလိုချင်းတွေပေါက်ဖွားဖို့ကောင်းတဲ့နေရာတွေအများပြားရှိပေမယ့်မျိုးစိတ်အများပြားအတွက်ရှင်သန်ပေါက်ဖွားနိုင်ဖို့ခက်ခဲတဲ့အေးခဲလို့နဲ့ယာတိဥဒုပါ။ဒါပေမဲ့အခုတော့အပူချိန်တွေမြင့်တက်လာနေပါပြီ။ ရတဲ့ဘောရစ်မစ်ကိပ်အော့ဖ်ချင်းတွေကတင်မောတွေနဲ့ရောက်လာခဲ့တာဖြစ်နိုင်ပါလေဒီအဆက်ပူမတွေကိုလင်းရင်တင်မောတွေကမချခနဆိုသူလိုပါလာတက်ကြပါလေဒါအရင်ကမရှိခဲ့ပဲအခုမှရောက်လာခဲ့တာကတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါလေဂျာဒီယူတို့ပူပြီးပူလွေးလာလို့လည်းဖြစ်နိုင်တယ်ပြီးတော့အရင်ကထက်ဆိုင်ရင်အခုခါမှာအင်းဆက်ပူမတွေပူပြီးငြင်းငြင်းဆန်းဆန်းတိုးပွားလာရတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်နိုင်ခြင်းရှိပါလေလို့အိုင်စလန်တက်သူကပမော့ခတူကပြောဆိုပါလေအိုင်စလန်နိုင်ငံဟာမြောက်ကမ္ဘာကျမ်းမှာကျန်တဲ့နေရာတွေထက် လေးစားပုံမြန်တဲ့နှုံနဲ့ပူနွေးလာနေပါတယ်။ရေခဲမြစ်တွေကအေးပျော်နေကြပြီးပူနွေးတဲ့ဒေသမှာရှင်သန်တဲ့ငကုန်းရှက်လို၅မျိုးတွေတော့အခုဆိုရင်အိုင်စလန်နိုင်ငံမှာမြင်တွေ့လာရပြီဖြစ်ပါတယ်ခင်ဗျာ။